အလုံးမဲ့မင်္ဂလာပါရှင်အော်ပရာဒရမာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဆွေမဲ့ဒနုပြုရဲ့ကျွန်ုပ်နဲ့စိုက်ကားဆရာနဲ့လူကုံကူးခံရတဲ့တွတ်ပြီးဆိုတဲ့ဇလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တနေ့ရက်ွက်တဲ့အလုံးမဲ့မင်္ဂလာပါရှင်အော်ပရာဒရမာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဆွေမဲ့ဒနုပြုရဲ့ကျွန်ုပ်နဲ့စိုက်ကားဆရာဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ကျွန်ုပ်နဲ့တပည့်ကျော်ဘိုက်ကလေးတို့မှာနေစာတူဝရူမတော်ရဲကိုဝင်ရင်မလို့တော့ပါဘူး အကြောင်းမှာလွန်ခဲ့တဲ့၃ရက်လောက်ကရရှိခဲ့တဲ့စက်တကောင်ကြောင့်ပဲဖြစ်ပါတယ်။ဖိုက်ကလေးစက်သားကဈေးကောင်းရပါပြီနဲ့ဒီလိုနဲ့စက်သားကိုအမျိုးမျိုးခွဲခြမ်းစိတ်ပြပြီးမြိုင်းသားမျိုးကိုတက်လာခဲ့ကြပါတော့တယ်။သားကောင်မယောင်ရလို့အရက်ဆိုင်များတိတ်ဆိတ်နေချိန်မှာကျွန်ုပ်ရဲ့စက်သားမိဖုတ်ကဈေးကွက်မှာနေရရှာကြည့်တော့မယ်။အလူအရက်ကိုဝဲမှာကျွန်ုပ်တို့မြိုင်းသားကိုရောက်ခဲ့ပြီးကားကိတ်မှာထုတ်ပိုးကိုစီနဲ့စိုက်ကားစရာလန့်ခေါ်လိုက်တယ် ဆရာတော်ကိုဈေးထဲလာလိုက်ခဲ့လေကျွန်တော်တို့လည်းအထုပ်ပိုးကိုစင်းနဲ့စိုက်ကားပေါ်ကိုတက်လိုက်ပါတော့တယ်ဘိုက်ကလေးအစင်သစ်မေဟာဟုတ်တယ်ဆရာတော်ဈေးကွက်တာအစင်သစ်ဖြစ်ဖို့ပဲထိုစိုက်ကားဆရာကကျွန်တော်တို့ပြောတဲ့အတိုင်းဈေးဘက်ကိုနှင်းရှာတယ်နှင်းလိုက်အမောဖြေလိုက်နဲ့သူ့ကိုကြည့်ရတာကမတက်တာလားဦးဒီကြားထဲမှာအုတ်ထုပ်ကိုခိုင်ငိုင်ဆောင်းထားသေးတယ်ထူထူရဲ့အတက်မှာကျွန်တော်ထက်အတန်ငယ်ကြီးပုံရတယ်သူ့ကိုကြည့်ရတာကမတက်တာလားလို့ကျွန်တော်ကလက်ကပြလိုက်ပြီး ကဲစိုက်ကားစရာကြီးနေမကောင်းမှုထင်တယ်မောနေပုံရတယ်ကျွန်တော်တို့လမ်းမဲဆင်းရှောက်တော့မယ်စိုက်ကားစရာက ကျွန်တော်စကားကြောင့်စိုက်ကားကိုရက်လိုက်ပြီးခိုင်ငငိုက်စောင်းထားတဲ့သူ့အုပ်ထုပ်ကိုပြန်မောလိုက်တယ်ထိုးသူရဲ့မျက်နှာမှာထင်ငနေရှင်းငနေပေါ်လာခဲ့ပါတော့တယ်ဟာဥယျာဉ်ရှင်းကြီးပါလားဟုတ်ပါတယ်ဗျာဘလို့ဘလို့စိုက်ကားနင်းနေရလဲအပြင်းပြေလားဒါမှမဟုတ်စိုက်ကားတွေကုမ္ပဏီထောင်ထားလို့လား။ဝီယန်ရှင်ကသူ့ရဲ့ထုံးစံတိုင်းအပတရာပြုံးပြီးတော့ ဥတ္တပီရေပြင်းလို့မဟုတ်ဘူးဗျစိုက်ကားလေးနှစ်စီးထောင်ထားပါတယ်လာပြီးနင်းတဲ့သူနဲ့အဆင်မပြေလို့ကိုယ်တိုင်ထွက်နင်းနေရတာဗျဟင်ဥယျာဉ်ရှင်ရဲ့မြိုင်းသားကဈေးတဲကငါးတိုင်ရောမလောက်တော့ဘူးဟာအရင်အယောင်းဝယ်ကောင်းနေရပဲဗျကျွန်တော်မလုပ်ချင်တော့ပါဘူးလုပ်ဖို့အရင်လည်းမရှိတော့ဘူးကျွန်တော်မှာအသက်အရွယ်ကြီးရင်နေတဲ့ဥယျာဉ်ရှင်ကြီးကိုကြည့်ပြီးတော့စိတ်မကောင်းဘူးဥယျာဉ်ရှင်မှာကျွန်တော်တို့ဂျုံတိုင်းရွာသားဖြစ်တယ်လွန်ခဲ့တဲ့နှစ်20ခန်းက ရင်သားကိုပြောင်းပြီးငားတိုင်ဖွင့်ကကြီးပွားချမ်းသာသွားတယ်လို့ကြားခဲ့ရပါတယ်။အခုလက်တွေမြင်ရတဲ့ကအာအသင်သွားရတယ်။ဥယျံရှင်လာဗျာ။ခမားကြည့်ရတာမောနေပြီအေးလေးတော့။ကျွန်တော်လည်းနီးစရာအေးဆန်ခေါ်သွားပြီးတော့အေးလေးတိုက်ပါတယ်။သားသမီး၃ယောက်ရှိတယ်။သူတို့ရောမပြောချင်တော့ပါဘူးဗျာ။သူထုံးစံတိုင်းရှိပြန်လေတယ်။အကြီးကောင်ကရန်ကုန်သွားပြီးကားပစ္စည်းဆိုင်ထောင်းမဲဆိုလို့အရင်ထုတ်ပေးလိုက်တယ်။ရန်ကုန်သူနဲ့အိမ်အောင်ကြပြီး ကျုပ်ပေးတဲ့ရင်းနှီးငွေနဲ့စိုင်းဖွဲ့ပြီးအဆင်ပြေနေတယ်။ဥညာရှင်ကိုမထောက်ပံ့အောင်လား။ဝေးသေးပြာကျုပ်ကလည်းမတောင်းပါဘူး။အလက်ကောင်ငဆိုးကရော။နမင်းနဲ့လိုက်တဲ့ကောင်းမဲပြုတ်။ကျုပ်ရှိကပတ်စံအရင်တောင်းလိုက်။ဟိုဟာလုတ်တလို့တရားလုတ်တလို့နဲ့အရင်ပြုတ်ပြီးသူများစီမှာလာခါစားဝင်လုံနေတယ်။အငယ်မကရော။သူ့လက်တမျိုးမြိုင်သားကကောင်းလေးနဲ့အိမ်အောင်ကြပြီးကျုပ်ကပဲအရင်ထုတ်ပြီးသူ့ယောက်ျားကအရက်သမားဘာအလုံးမှမလုပ်ဘူး။နောက်ဆုံးကျုပ်လုတ်တဲ့လုပ်ငန်းကပတ်စံတွေပါ ယူသွားလို့အခုအရင်နေရာလည်းမရှိ အလုံးမရှိပေါ့ဗျာ။ဒါနဲ့စိုက်ကားလေးနင်းပြီးအိမ်ကမိမအောင်လှုပ်ကျွေးနေရတာပေါ့။ဦးကံမကောင်းတဲ့ဥယျာဉ်ရှင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတယ်။ဒါပေါ့ကတုတ်ပြီးရဲ့ဒါသမီးယုံလူကျုပ်စုံလုံးကန်းခဲ့ရပြီပေါ့။အသက်ကြီးလို့ဇရရွယ်ရောက်မှကိုဝန်းစာကိုရှာစားရတဲ့ဘဝကမလွယ်ကူလာ ਉ ။ဥယျာဉ်ရှင်ကအေးတောက်ပြီးထွက်သွားပါတော့တယ်။အသက်ကြီးပြီးဇရရွယ်ရောက်မှကိုဝန်းစာကိုရှာစားရတဲ့ဘဝကမလွယ်ကူလာ ਉ ။ ဥယျံရှင်ကအေးတောက်ပြီးထွက်သွားပါတယ်။ကျွန်ုပ်မို့ဆိုအလုပ်လဲအတက်ကြီးခဲ့ရင်ကျွန်ုပ်တို့လင်မယာဘလို့ရှောက်ပွေစားတောက်ရအောင်မလဲ။ရှခုအချိန်ဦးစားမင်းစာစုဆောင်ထားမှအတက်ကြီးရင်စားတောက်နိုင်ပြီလိမ့်မယ်။ဘိုက်ကလေးဒီနေ့စက်သားရောင်းရတဲ့ပတ်စံတွေကိုအခုချိန်အစားပြီးစုဆောင်ရအောင်မယ်။မင်းကျမမိဝဲတာတော့ဖုန်းအသင်လဲချင်တာတော့မရတော့မှတ်။ဆက်တော့ဘလို့ဖြစ်သွားရလဲ။ဘလို့စိတ်များပြောင်းသွားရလဲ။ဦးယျံရှင်ကိုကြည့်ပြီးသင်ခန်းစာရသွားလို့ဘလို့ဆက်တော့ကလည်း ဥယျံရှင်ကပုံပြင်ပြောပြသွားတာဒီလိုပြဒုသားသမီးတွေကအရင်နေ့လာလာတောင်းလုံးလို့ဆင်းရဲဟန်ဆောင်ပြီးစိုက်ကားနင်းပြနေတာဒါမှသူ့စီကိုဒုသားသမီးတွေကလာပြီးတော့မနှိမ့်ဆက်ပါလေကျွန်တော်မှအံ့ဩမင်တန်ရပါတော့တယ်ထူးဆန်းပါပဲဥယျံရှင်ရဲ့ရာသီဥတုကမှုံပြပြမှိုင်းပြီးမိုးလည်းမရွာနေလည်းမဘူးလွန်စာမနေကောင်းတဲ့ရာသီဥတုလို့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်ဒီကနေ့တော့မဝင်ဖြစ်လို့တကြီးကိုရရေးရွာရေးကိစ္စပြောပြရင်ရှိလို့တကြီးအိမ်ကိုထွက်ခွာခဲ့ပါတယ် မိုးရင်းကာလာဆိုတော့ရွာမကအတွင်းရန်သူအပြင်းရန်သူဆိုတာရှိတယ်အပြင်းရန်သူကတော့မိုးရွာမဲရေကြီးမဲမုန်တိုင်းတိုင်မဲအတွင်းရန်သူကတော့ရွာမမိုးရွာတည်ဆိုရင်တကူဓမြအန္တရာယ်ရှိရလေဒါရီယိုချူတင်ကာကွယ်ရမယ်အခုဒဇိန်လူကိစ္စကိုပြောထားရအောင်မယ်ကျွန်တော်အဲ့ဒါလိုအတွင်းများဖြစ်လျှောက်လာစဉ်တကြီးအိမ်ရှိမှလူစုလူဝေးတစ်ခု တွေ့လိုက်ရတယ်ဘာပြဿနာတွေတက်လဲမသိဘူးကျွန်တော်လဲထိုလူအုပ်ကိုတွန်းဖယ်ပြီးတော့တကြီးအိမ်ဘော်ကိုလှည့်မြန်စွာတက်ခဲ့ပါတော့တယ်ဖဲကြစမ်း ကျွန်တော်တကြီးအိမ်ပေါ်ရောက်တော့တကြီးမှပြုံးသွားပြီအတော်ပဲဗျာခမလာတာနဲ့တကြီးရဲ့အမူအရာကထိတ်ထိတ်ပြပြဖြစ်ပြီးတော့ခေါင်းကြီးနေပုံရတယ်။ကဲကွတ်တော့ပြီအခုရွာမှာဓမြခိုင်းလူလူလူရက်တဲ့ခိုင်းလူလူလူကုံကူးမဲ့ခိုင်းလူလူရောက်နေတယ်လို့သတင်းရထားတယ်။သူတို့ကတော့ရွာနောက်ပိုင်းမှာမတင်ကြတာတွေ့လို့ရွာသားတွေလာပို့တာ။ဟင်သူတို့ကလူစိုးတွေလား။ဟဲ့ကောင်ထောက်ရှောင်ရွာကမှတ်ကြီးဆိုတာမင်းမဟုတ်လားပြောစမ်းမင်းကငါသိတယ်။မဟုတ်ဘူးမဟုတ်ဘူး သူကထောက်ဆောင်ရွရွာကမှတ်ကြီးလည်းမဟုတ်ဘူးတို့တို့ကရိုးမလေကတက်ခုတ်တောင်ရွာကပါဒါဆိုရင်ဒီရွာကိုဘလို့ရောက်လာလဲမှန်မှန်ပြောစမ်းတို့တို့ကမြိုင်းသားကိုသွားမလို့တက်ကားတစည်းနဲ့လမ်းကြုံလိုက်လာတာကားကပြက်လို့လမ်းလျှောက်လာရင်းနဲ့ဒီရွာကိုရောက်လာတာကဲကွတ်တော့ပြီသူတို့ပြောတာနားထောင်နေရင်မဆုံးတော့ဘူးဒီတော့ဟုတ်ကဲ့အန်နီဆိုတာချူတင်ကာဝင်ရမယ်မဟုတ်လားရွာနီးချုပ်ဆက်မှာလဲရွာကမင်းကလေးတွေကို မျိုးမှာအလုံးလုံးရမယ်ဆိုပြီးမလုံးပေးခေါ်ဆောင်နေကြတယ်။အနုနီးပြောမရရင်အတင်းဖန်းစေကြတယ်။မင်းတို့ဒီလိုကောင်းနေပေါ့။အော်လူမဆက်နဲ့ကောင်းနေ။တကြီးရဲစခန်းပို့ဗျာအန်နီရများတယ်။မဟုတ်ဘူးဗျာဒီလိုကျွန်ုပ်စကားကြောင့်သူတို့ထဲမှာတန်တန်မမလူကြီးကခင်များတို့ပြောတာတခုမှမဟုတ်ဘူးဗျာမှားနေပြီ။ကျွတ်တို့လူကောင်ကူးဖို့လည်းမရှိဘူး။ကျွတ်တို့ဘာသာကောင်းရောင်းကောင်းဝယ်လုပ်စားနေတာ။အခုမြို့ကိုတက်လာတဲ့ကိစ္စလည်းကျွတ်တို့တော်ရဲမှာစေဝါကမဆုံးဘူးလေ ယောဂဖြင့်မျိုးကစိယုံကြီးတွေမလာနိုင်ပါဘူးဗျ။တေကြရတာပါပဲ။ယောဂကြီးကြီးဖြစ်တာနဲ့တေရပါပဲ။အခုကြုံမင်းမှာယောဂအသေးတန်ဖြစ်နေလို့လူနာကိုမခေါ်လာနိုင်တော့ဇေဝါလေးများရှာမလားလို့ကားကြုံနဲ့မြိုင်သားကိုလာခဲ့တာ။ဟာ။ဟုတ်ပါရဲ့ဗျာ။ကျတို့ကယူမတော်ရဲ့အစွန်ကတောင်ပေါ်ရွာကပါ။အမဲလိုက်မြစ်ချိုးနဲ့ဘဝကိုရက်တည်နေကြတာပါ။ကျတို့လူကုန်ကူးတာလည်းမသိပါဘူးဗျာ။လူကိုကုန်ကူးလို့ရရင်ကျောက်ရွာလေးမှာ ကလေးတွေမိန်းမတွေ အဖိုးကြီးအဖွားကြီးတွေအများကြီးရှိတယ်။ဘလောက်ပေးမလဲကျုပ်ပို့ပေးမယ်။သူတို့ကိုထမင်းကျွေးပြအဝတ်စားပေးပြတုံးဆွဲဖို့နည်းနည်းပေးပြ။ဒါလို့ဆိုရင်တိတ်အဆင်ပြေတာပဲ။ရွာမှာကလေးတွေရောလူကြီးတွေရောငတ်ကြတော့မယ်ဗျ။အမေလေးပါလေးရရင်တော့မစိုးလာဘူး။ကလေးတွေကိုလူကုန်ကူးတယ်လို့ပဲပြောပြောမြို့ပို့ချင်လိုက်တာ။ကဲဒီကောင်ခွေးပူးဆိုရင်ကလေးရှိရအွယ်ရောက်ပြီးသားတွေကြီးပဲ။မျိုးကိုပို့ပြီးတော့အလုတ်ခိုင်းလိုက်ရရင် ခွေးပုကလေးတွေလှုပ်စာနဲ့စားမကုန်ဘူးကျော်မင်းမရဲ့ညီမဆိုရင်လည်း မျိုးကစားတောက်ဆိုင်တွေမှာလှုပ်လို့ရပြီကျောက်သမီးလည်းအိမ်ကိုလှုပ်လို့ရပြီအိုးတရွာလုံးပွဲစားလှုပ်ပြီးတော့မြို့ပို့ရမယ်တကြီးကမျက်တော့နေချင်းနဲ့ကြည့်ကတိတ်ဆန်နင်တို့မတင်ကားလို့ငါဆက်ပေးနေတာနင်တို့ကမခန့်လေးစားနဲ့ဘာစီကြောင့်မသိဘူးထင်တယ်တကြီးရဲ့တကြီးကိုမခန့်လေးစားမလို့ရဲပါဘူးကျတို့ကလူကောင်းနေပါဗျာရွာဦးစီရတော့ကကျုံနဲ့အကူတော်တယ်အခုစီရတော့ကိုဝင်ဖူးတော့မြိုင်သားမှာစေးသွားကုတယ်တဲ့ ။တကြီးကကျွန်ုပ်ကိုမော့ကြည့်ပြီးတော့သူ့ခေါင်းကိုပုတ်တယ်။ဟုတ်တယ်။ဆရာတော်မြိုင်းသားစိတ်ကုသွားတာတလားရှိပြီ။တရင်တော့ကြားတယ်။ရွာကတထေးလေးကိုရင်ပူးစာတော့လိုက်သွားတယ်။အဲ့ဒါပေါ့။ကြော်အကိုเจ้าမှာတဲတာအခုအကိုဆရာတော်အခြေအနေကမကောင်းဘူးလို့ကြားတယ်။ရွာကိုပြန်ပင့်ဖို့စီစဉ်ကြနေပြီတဲ့။အခုမှဒီတရင်တည်တဲ့အံ့ရောပဲ။အဲ့ဒါအခုပဲကြွတို့လိုက်သွားကြပြီ။ဆရာတော်ကိုပြန်ပင့်ကြမလို့စီစဉ်ကြရလေ။ တို့ရောင်းဝယ်ကိစ္စခဏထားပြီးတော့လိုက်သွားကြမလို့ဗျကွတ်တွတ်ပြီးတူတူတော်ဒီကိစ္စအောင်မသိကြဘူးတက်တာသွားမယ်ပဲထင်နေတာဒီတော့ဒီလိုလုပ်ဗျကွတ်တွတ်ပြီးကတို့နဲ့မြိုင်သားစေရင်ကိုသွားကိုရင်ပူးစာနဲ့တိုင်ပင်ပြီးဆရာတော်ကိုပင့်လာခဲ့ဗျကျုပ်မပါလေခမားပိုင်ကျုပ်ပါတယ်လို့ပါပဲလွှဲချပြီးတကြီးကငိုင်းကြသွားတယ်ဆရာတော်ကကျုပ်ကိုတွေ့ရင်စူပူတော့မှာအပြစ်ပြောတော့မှာဗျကျုပ်ကငဲကြောက်ဗျ ။ဘာပဲပြောပြောဆရာတော်နောက်ဆုံးထွက်သက်ကိုကြုံတိုင်းရွာမှာပဲထွက်စီခြင်းနဲ့ဗျာ။ကဲဒီလိုလုပ်ဗျာ။ကျုပ်ကစားဥတ္တပီကိုမြိုင်းသားစီယုံကိုခေါ်သွားရွာကိုပြန်ပင့်ဆောင်တဲ့ကိစ္စသူ့ပါမှာပဲကျုပ်ကစားဖြစ်မှာလေ။သူစီစဉ်လိုက်မယ်။ကောင်းတာပေါ့တကြီးရဲ့။ကဲကဲဆရာတော်ကိစ္စအရေးကြီးတယ်ဗျာ။အခုအချိန်ရှိသေးတယ်။ဒီနေ့ပဲမြိုင်းသားကိုထွက်လိုက်ရင်ကောင်းမှာပဲ။ကောင်းပြီ။တကြီးအိမ်မှာပဲဒီညအိပ်ပြီးမနဲ့ဆော့ဆော့ထွက်တာပေါ့။လိုင်းကားတွေမရှိတော့ဘူး။ ီလိုနဲ့ကျွန်ုပ်လည်းတကြီးရဲ့စိတ်ခိုင်းချက်အရထူဖုံးကြီးကြီးဆိုသူနဲ့မြိုင်သားမျိုးကိုလိုက်ခဲ့ပါတော့တယ်။ထူသူများကကျွန်ုပ်ကိုကျေးဝန်းတော်ချန်တစ်ခုတည်းခေါ်သွားတယ်။ဥတ္တပေဖုံးကြီးတကာကိုဝင်တွေ့လိုက်အောင်မယ်ဒီမှာနေခဲ့အောင်။ကျွန်ုပ်အတန်းကြာစောင့်ပြီးတော့အခါထူလူ၃ယောက်အိမ်ထဲမှထွက်လာပြီးကဲဥတ္တပေဒီမှာခဏနေခဲ့အောင်နော်။ဆရာတော်ပြန်ပင့်ဖို့ကားစီစဉ်လိုက်အောင်မယ်။ကျွန်ုပ်လည်းအိမ်ရှိမှရက်နေစဉ်လူတစ်ယောက်ထွက်လာပြီးဥတ္တပေဆိုတာလားလာပေါင်းအထဲအောင်။ကဲ နေဖို့ကတော့စက်ရုံနောက်မှာတန်းလျာရှိတယ်။စားဖို့ကတော့အလုတ်သမားတွေနဲ့အတူတူစားတာပေါ့ဟုတ်ပြီလား။ဟာရပါတယ်ရပါတယ်။ဒါနဲ့ရွာကိုဆရာတော်ပြန်ပေးဖို့စီစဉ်ပြီပြီပေါ့နော်။ဆရာတော်အတွက်စိတ်မကောင်းပါဘူးဗျာ။ဒါနဲ့ဘယ်ချိန်လောက်ဒီကနေထွက်ကြမလဲ။ခမရဘာတွေပြောနေရလဲ။ခမရပြောတာညုံနားမလဲ။အော်ခနဲ့ကဖုန်းကြီးရဲ့ညီနဲ့ဖုန်းကြီးကိုရွာပြန်ပေးဖို့တကြီးခိုင်းလိုက်လို့လာခဲ့တာလေဗျာ။သူတို့အခုကားသွားစီစဉ်နေဆို။ကျုပ်ကဘာတွေလာပြောနေရလဲ။ ခုနကလူတွေကကျုပ်ဆက်ရုံမှာညှားဆောင်လို့ရတယ်လို့ကြားလို့ခမရောက်လာပို့ပါလေ။ဗျာတလားကိုစရိတ်ငိမ့်တသိန်းနဲ့သုံးလားစာသူတို့ကြိုထုတ်သွားကြပြီ။ဦးကြောင်ကြောင်လာမလုံနဲ့။ကျုပ်ကဘာမှတ်လဲ။ခမရောက်ဒီလိုပေါင်းစားပြီးလိမ့်နေဆိုရင်ရဲစခန်းပို့လိုက်မယ်နော်။ကျုပ်ဒီမှာညှားဆောင်လို့ပို့လာတာမဟုတ်ပါဘူးဗျာ။ရွာကဖုန်ကြီးစည်းုံတင်လို့အချိန်နဲ့မကောင်းဘူးလို့ပြန်ပေးမလို့လာတာပါ။ဟိုလူတယောက်ကဖုန်ကြီးညီလေ။ဘာပြောတယ်။မလို့ချင်ဘူး။ ရှင်တို့လူယူသွားတဲ့ငွေ3သိန်းအခုပြန်ပေးရင်ရှင်သွားလို့ရပြီမပေးရင်လိမ်လည်မှုနဲ့ရဲစခန်းအောင်ပို့မယ်ဒါပဲကျွန်တော်မှကြောချမှတပြမှန်သိရတော့တယ်လက်တလုံးချလှုပ်သွားတာကိုအသေးနာလာတယ်ထွက်ပြေးရင်လည်းဝိုင်းဖမ်းပြီးရဲစခန်းပို့တော့မယ်ငွေ3သိန်းကျွန်တော်ဘလို့ရှာရပါမလဲနောက်ဆုံးတော့ငွေကြေးရန်စက်ယုံညဆောင်ဝင်လို့ရပါတယ်မသိမြင့်တန်ကျိုးချောင်းစာရေးလိုက်ရတယ်ဒီမြင်ငါလူကုန်ကူးခံရပြီမြင်ရင်တကြီးပါစီကငွေချေးပြီးတော့ငါ့ကိုလာရွေးလဲ ရိုးမတော်ကြီးကအမောင်ဖြစ်ဖုံးလွှမ်းနေပါတယ်။ဒီကနေ့တူးတဲ့တောလိုက်လို့ဘိုက်ကလေးအတွက်နှစ်ယောက်စာအလူမယူလာတဲ့ဝတ်သားတရက်ချင်တို့ကိုတူးတဲ့စားပစ်ပြီးတော့အစီရစ်ပြီးအိပ်ပျော်သွားတယ်။ဖြက်ကနေနိုးလာလို့ပဝင်းချင်ကိုကြည့်လိုက်တဲ့အခါအမောင်တိတိပြုံးကနေကြောက်စိတ်ဝင်လာတော့တယ်။မောင်နဲ့မမေကြောချမ်းစရာမျက်စွာပဲဟာကဲတော်မူပါလမ်းမမြင်ပါလား။ကျွန်တော်လဲအဲ့နေရာမှာလူလဲထားလိုက်ပြီးပဝင်းချင်ကိုကြည့်လိုက်ပါတယ်။ဟဲ့တွတ်ပြီနင်ကမဟုတ်ဆိုလေ။ မိမိကိုယ်ကိုအားပေးလိုက်ပြီးရေကြတန်ကြားတဲ့စမ်းကြောင်းလေးဘက်ကိုဥတီလိုက်တယ်။စမ်းကြောင်းကနေမြောက်ဘက်သွားရင်ဝမ်မီတိုလန်အဲဒီကနေရှေ့ဘက်။ Ừm ဒီချိန်ရေတောက်စင်းတဲ့တားကောင်နေရှေ့တက်တယ်။တတိလဲထားမှာတားကောင်ကြီးရရင်တော့တော်ရဲပဲအိယာအိယာ။ရူးမတော်ရဲ့ညဘက်ကိုနှစ်ဖူးတွေဒူးတွေကျုံလိုက်ရတော့ကျွန်ုပ်လိုမိုးဆိုးရက်မာကြီးပင်ကြောချမ်းမိတယ်။ကျက်တဲ့လိုကောင်တွေမိရင်တော့ထုတ်ခ။ဒါပေမဲ့စိတ်ကိုအာတင်ပြီးစမ်းကြောင်းဘက်ကိုအမောင့်ထဲမှာစံတော်ဝါရှောက်လာရတယ်။ မောင်နေရဲ့တပင်အကိုအကာအကွယ်ယူပြီးကြည့်လိုက်ပါတယ်။စမ်းချောင်းကမဲမဲမောင်မောင်မှာဘာမှမမြင်ရဘူး။ဘသူများလဲလို့တွတ်ပြီးဦးငတုံးရဲ့ဒီချိန်ဘဲသားကောင်မှမလာတော့ဘူးဟဲ့ရေရတယ်။ကျွန်တော်လဲစိတ်ကိုတင်ပြီးတနက်ကိုမောင်းတင်ရင် အစင်သစ်အနေထားကိုလှုပ်ထားလိုက်တယ်။ထူအခိုင်မမျော်လင့်မဲကျွန်တော်ရှိမှတလေးဆန်လို့လူ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 ရုပ်သွင်ကြီးပေါ်လာတယ်။အောင်မလေးဗျထူအခိုင်ဖြက်ခနဲ့လှောက်ရှားမှုတစ်ခုကမမျော်လင့်မဲကျွန်တော်မျက်နာပေါ်ကိုကြားရောက်လာပါတော့တယ်။ ကျွန်ုပ်ထိုရိုက်ချက်ကြောင့်ဘာမှသတိမရတော့ဘူး။ဘုံကနေမြေပေါ်ကိုပြုတ်ကျသေးတာခန်းစားလိုက်ရပါတယ်။ကျွန်ုပ်တတိယချိန်မျက်လုံးဖွင့်ကြည့်လိုက်တော့ကျွန်ုပ်အိမ်ရဲ့ဖယားစင်ရှေ့ကိုရှောင်းနေပါတော့တယ်။ဟာစစ်တော့တတိယလာပြီမျက်လုံးပွင့်လာပြီ။ဟာစစ်တော့စစ်တော့တတိယလာပြီလား။ငါငါပဲရောက်နေရလဲ။ငါငါတော်တော်ရဲမှာဟူဟူ။ကဲပါမောနေမယ်နားပေါင်ဗျ။စတုတ်ကိုတော်ရဲကနေခေါ်လာရတာစတုတ်မိုးချုပ်တဲ့အထိတော်ရဲကပြန်မရောက်တော့ စိတ်ပူပြီးကျွန်တော်နဲ့တငယ်ချင်းတွေတညာလုံးလိုက်ရှာတာဗျမတွေ့ဘူးလက်လျှော့ပြီးပြန်တော့မလို့စမ်းချောင်းဘက်ကိုသွားရှာတော့မှဆရာတော့တတိလက်ပြီးတော့လဲကြနေရတွေ့ရတော့တာပေါ့ကျွန်တော်လည်းစိတ်ပူပြီးစစ်ဆက်တော့စက်တုတကူလုံးရှာတာဘာထင်ရမှမတွေ့ရဘူးဘိုက်ကလေးကလည်းတားကောင်တိုက်ခိုင်းလို့သိရင်တွေးထွက်နေမှာပေါ့အခုကအကြောက်လွန်ပြီးတော့တတိလက်သွားတာနေမှာကျွန်တော်တရားမရှိတော့လဲမြေပြင်ပေါ်ကိုလွင့်ကြသွားတဲ့အချိန်ကြောင့်ခေါင်းတော့ပေါက်သွားရတယ် ထို့အတွင်းစိတ်ထဲကပတိစီရပါတယ်။ဒါလောက်ဖြစ်တာတော့တည်းရဲ့ကျွန်တော်ရဲ့တရင်ကတရွာလုံးကိုပြန့်နှံ့သွားတာကိုကျွန်တော်မသိခဲ့ဘူး။ဥတ္တပီကြီးတော်ထဲမှာအပမိလာတဲ့တဲ့။ဟဲ့ငါတင်တရေပူလာပုံရတယ်နော်။ကျွန်တော်မှာထို့တဲ့င်းနေပြန်ကြားနေရလို့စိတ်ထဲကကလိကလိတော့ဖြစ်ရတယ်။ဒါပေမဲ့ကျွန်တော်ကိုရိုက်ချသွားတယ်။ထို့တဲ့တော့ကိုကျွန်တော်သိကြလာတယ်။ဒင်းကိုရှာရမယ်။ကျွန်တော်တော်ထဲမဝင်နိုင်လို့ဝမ်းစာရဲ့အတွက်မသေးမြန်မှာချင်းကားပြီး ဝမ်းစာအတွက်ရှားရတယ်လို့ဖိုက်ကလေးမှလည်း၅ရှားဖားရှားရှားရပြန်ပါတယ်။တနေ့မသိမြင်၅ရောင်းမိပြန်လာထူးဆန်းသောစကားကိုဆိုပါတယ်။ကွတ်တပီရှင့်ကိုလေတရွာလုံးကတော်ရဲကမကောင်းဆိုးဝါးတွေဝင်ပူးလာတယ်လို့ပြောနေကြတာ။ဟုတ်တယ်ဘိန်းတော်စေးဆရာကြီးတွေကတော့အင်ကိုလာကြည့်အောင်ပဲပြောနေတယ်။ဘာကွာဟင်မသိမြင်စကားကြောင့်ကျွန်တော်ကိုယ်တိုင်မတွေ့ဝေသွားတယ်။ငါတော်ရဲမှာတခုခုနဲ့တိုင်းမိလို့တတိမိသွားတာပဲဖြစ်မယ်။ဘဲပါမှမိအောင်မဟုတ်ဘူး။ မသိမြင်ကငါးချောင်းတွေကိုမဟုတ်မမှန်ရွာတဲ့ကိုဘသူလျှောက်ပြောရလဲဘသူမှမဟုတ်ပါဘူးကျောက်ကစိုးရိမ်လို့ပြောတာပါတော့ကျွန်တော်ရဲ့တည်င်းမှာရွာတဲ့ကိုပြတ်နေပြီဆိုတော့မဟုတ်မမှန်တည်င်းကိုဖြန့်ချီသူကရှိနေချေပြီဟိုနေညကအားလုံးအိပ်ပျော်နေတဲ့အချိန်မှာမိဖို့ကြောင့်နေဝင်ပြီးစားလိုက်တာမနဲ့ဆုံးကြအတွက်ရောအိမ်စားဖို့ရောတက်တက်ပြောင်းတာပဲစားလို့ကောင်းလိုက်တာစားပြီးတော့ရှင်းကမသိတယ်လို့ပြန်အိပ်နေတယ်မနဲ့မိုးလင်းတော့ဥရီခွက်တွေမနေဘူးလူ၅ယောက်လောက်ဝင်စားသွားတယ်လို့ပဲ ကျောအဲ့ထဲကတိလိုက်တာတော့ရှင်အပမိနေတာကထင်ရှားနေပြီဒါကြောင့်ဆရာကြီးပဒားနဲ့တိုင်းမယ်ပြီးတော့ရှင်ရဲ့ဖုံးဝင်လာတဲ့ရောဂါကုဖို့ပြောဆိုပြီးပြီမြ мян မကုလို့မဖြစ်တော့ဘူးဒေါ်ကြာတင်းညာကုန်းကတရေမှင်စာရှင်မိတ်ဆွေတွေရောက်လာလိမ့်မယ်မသိမြင်ရှင်မဟုတ်တာတွေမပြောနဲ့အဲ့ဒီနေ့ကဗိုက်စာလုံးလို့ထပြီးစားတာဟိုတော့ဆရာနဲ့ပြလိုက်ပါအိုးဆရာရိုက်တာပဲရှင်ကိုရိုက်တာမဟုတ်ဘူးတော်တွေကပါလာတဲ့မကောင်းဆိုးဝါးကိုရိုက်တာနင်းကလွတ်လွတ်မပြောနဲ့ အဲ့ဒီဆရာကအရိုက်ကျမ်းပါပြီနဲ့ငါမကုတ်ဘူးလို့ပြောထားတယ်နော်အခုဒဏ်ရာလဲတက်တာနေပြီပြောဆိုပြီးနေပြီကျွန်တော်လည်းနေ့လေတရေတမော အိတ်နေချိန်မှာဆရာပရကြွလာပြီကိုတွတ်ပြီးကြွပါကြွပါဆရာကဲဆရာတို့ရေဆရာရောက်လာပြီဆိုတော့ယောဂအတွက်ဘာမှမပူရတော့ဘူးတောဆိုတာအင်မတန်ကျမ်းပါလားဗျအသေးမြင်မှာအုံသီးငပြောပွဲတွေနဲ့ဘဲချင်းကပြင်ဆင်လိုက်မှမသိရအောင်နှမျောစရာပဲကဲဆရာတို့ရေး ရိုးမတော်တဲ့ကမကောင်းဆိုဝါနန္နာဘောရတွေဟာရွာကလူတွေကိုဝင်ပူးပြီးတော့ရွာထဲမှာဒုက္ခပြီးတော့တာပဲဗျ။အခုဆရာတို့ခနာကိုတဲ့ကမကောင်းဆိုဝါကောင်ကိုနှင်ထုတ်ရမယ်။ဒီဆေးဖြောင်းနိုင်သုံးနိုင်ယူလာတယ်။ပထမဆုံးဒတိုင်းထွန်းရမယ်။ဒတိုင်းကိုရိုးကောင်းရှိမှထွန်းမယ်။ဒါအချုပ်ပဲဒီကောင်မပြေးနိုင်တော့ဘူး။နောက်ပြီးတော့စီးဝိုင်းထားပြီးဒတိုင်းထပ်ထွန်းမယ်။ဒီဝိုင်းထဲကပြေးလို့မရတော့ဘူး။ကဲဆရာတို့ရှေ့ကိုလာစမ်း။ခနာကိုတဲ့ကမကောင်းဆိုဝါကောင်အခုထွက်မထွက်ရင်ငါချိန်လုံးနဲ့စော်ပြီးမှတ်ဟဲ့။ ကျွန်ုပ်ကဆီယာဗရာကိုစူးစူးဝါးဝါကြည့်လိုက်ပြီးကျွန်ုပ်ဘာမှအပမမေဘူးခင်ဗျားတို့မသိနားမလဲတဲ့တောသူတောင်သားတွေကိုဒီလိုရိုက်နှံစေးကူတာကျွန်ုပ်အမုန်းဆုံးပဲအေးခင်ဗျားကျွန်တော်အိမ်မောကဆင်းကျွန်ုပ်လည်းနေရံမှာချိတ်ထားတဲ့တနက်ကိုဖြုတ်ပြီးထိုးချိန်လိုက်တယ်အခုထွက်သွားမတော်ရင်ပြစ်ထည့်လိုက်မယ်ဩရူးမကမကောင်းဆိုးဝါးကဆက်တုကိုရဲကထွက်သွားပြီးအခုလာကြည့်နေတဲ့လူတွေထဲဝင်သွားပြီ哦ဒီလိုလားငါဆရာကိုစမ်းနေပေါ့လေဟော တွေ့ပြီတွေ့ပြီ ရိုးမားကမကောင်းဆိုအားကဒီပေတလူခဏကိုရဲဟူဝင်သွားပြီတိကြရောပေါ့ဟုတ်ဟုတ်ကဲ့ရွာထဲမှာပေါ်တော်တော်ပေတလူမှာဆရာဗရာရဲ့ကျင်းလုံးစာမိသွားပါတော့တယ်တော်ပါတော့ဆရာဗရာရဲ့နားလာပါပြီရိုးမားတော်ရဲကမကောင်းဆိုအားလဲထွက်သွားပါပြီမရှိတော့ဘူးတော့ဟိုပြန်သွားပါပြီဗျဆရာဗရာကအောင်မြင်သူလိုရှင်မောလိုက်ပြီဗရာကိုလာဆန်းလို့မရဘူးကွာကျွန်ုပ်မှာအရိုက်ခံလိုက်ရတဲ့ပေတလူကိုသာတနာနေမိပါတော့တယ်ကျွန်တို့ကြီးလက်မှာတော့ဒီလိုမဟုတ်ပါဘူး စိမ့်ဖန်ဖန်ကောက်ပင်ပြိုရဲကြားမှာရှီလျာလျာအဆအုံလေးတစ်ခုရှိတယ်။အဲ့ဒါရွာရဲ့မူလာတဲ့ကြောင်းလေးပဲ။ကြုံနှိုင်းရွာနဲ့ရွာနီးချုပ်ဆက်ကကလေးတွေအားသာပညာရည်နှူးတောင်းဆိုရာကျောင်းတော်တံပေါ်ဥဖိတက်ခိုင်းဒီကျောင်းကလေးကိုစီမံအုပ်ချုပ်သူကကျောင်းဆရာလေးကိုကြည်နိုင်နဲ့ရန်ကုန်မြို့ကရောက်လာတဲ့ဘီအေဘွဲရကျောင်းဆရာလေးပါပဲသူကကျောင်းအုပ်သူပဲစာသင်ဆရာဆရာမလေးတွေကလည်းတက်တက်ကြွကြွစာသင်ကြတယ်ဗျကျောင်းသားတွေကမြို့ရက်မှလို့ပဲကျောင်းဝတ်စုံနဲ့ပေါ်ဥဖိတက်ခိုင်း ကျောင်းဝတ်စုံရည်အလို့ဝေထားပြရင်လေလေတဲ့စင်ကနန်း၌ဖားရှာငါရှာဒုံးကံဝိတ်ဝိတ်ပြစ်လိုက်တာမူကြကြမခံဘူးဟဲဟိုမှာကလေးတယောက်ငါးဆက်ပတ်နေပါလားကျောင်းပြေးလာထင်တယ်ကျောင်းပြေးတာမဟုတ်ဘူးကျောင်းပိတ်သားပြကျောင်းပိတ်ရဲ့ကျောင်းဝတ်စုံကိုကျောင်းတက်တဲ့အခါမှာပဲဝိတ်ဖို့လေတဲ့စင်ငါရှာဖားရှာတဲ့အခါဒုံးကံဝိတ်မဖြစ်ဖို့ဆရာကတားယူရတယ်ဗျတီးခံကြပါကွယ်လာရတဲ့ကလေးတွေကလည်းရွာရင်းကကလေးတွေကတော့မထောင်းတာဘူး ဒါတောင်ចောင်းကရွာပြန်မဆိုတော့တမိုင်းတတာလောက်တော့ရှောက်ရတာပေါ့ရွာနီးချုပ်ဆက်ကကလေးတွေကတော့လာရတာဝေးလံခေါင်းတိတယ်ဗျလေခွင်းတွေကိုဖြတ်ရိုးပြက်ကိုကြော်နှွေဆူဖုံးထူမိုးရင်းဆိုရင်ဘွက်ယုံတချို့ဘွက်ယုံနေရင်အိုင်တွေးတော့စိတ်ပါငါးရှာပါရှာလို့ရင်ចောင်းမရောက်တာရှိတယ်ဗျစားပါကြည့်မိပြီကွာကောင်းတယ်ရက်ပြက်များလာတဲ့ကလေးကြတော့လေចောင်းဆန်လေးကိုကြည့်နိုင်ကလိုက်ခေါ်နေရပြန်ရောလေခွင်းထဲမှာဖားရှာငါးရှာနေတဲ့တပည့်တွေနဲ့တက်တက်တိုးတော့ဟဲ့ကောင်နေလာလာစမ်းလာစမ်း ကျောင်းပြေးပြီးအိုင်ဘက်ချင်းရဲ့ကောင်းနေခွေးဖြစ်ချင်တဲ့ကောင်းနေလာလေမိုက်တဲ့ကောင်းနေတက်ဆန်းကောင်းမော်မိဘတွေကလက်လောက်လက်စားယာသမားတွေဖြစ်နေတော့ကလေးတွေကိုကျောင်းအပ်ပြီးရင်သူတို့တာဝန်ကပြီးနေတာပဲဥဖေသက်ခိုင်ဘယ်မှာလဲတင်တင်ပြပေးတာတော့အသက်ကြီးလာပြီအလုံးနဲ့လက်မပြတ်လို့မအောင်စင်ကျင်ပြေးရမယ်မဟုတ်လားအောက်မှာသူကလည်းဤရေးပြရင်လှဲတော့လာမိတဲ့ကောင်းမကများတိတ်မထူးပါဘူးမိဘကလုံးမအားလို့ ိုင်းကျူရှင်တို့ဘာလို့ထားရဲများအောင်းမိနေသလားဥဖေတက်ခိုင်းចောင်းတန်နေရပဲလုံလောက်ပါပြီကျူရှင်ဘာကျူရှင်လဲငါတိတာကကျူရိုးရှင်ပဲတိတယ်လက်ဓာရီမှာပေါက်တာမြို့မှာတော့ဝါလုံးတန်းကျူရှင်အောင်ရှိပါရဲ့ဗျာကျူရှင်မှာပဲထားနော်ဒါမှအောင်းဖို့စိတ်ချရမှာចောင်းဖို့ဖို့နေနေတာတာနှက်ချေးတွဲလောင်းကလေးတယောက်ထဲចောင်းလွတ်လိုက်တာပါပဲမင်းမင်းចောင်းတော့မယ်ကလေးကလည်းလေကွင်းကိုဖြတ်ရိုးပြက်ကိုကြောကားတိုက်မှလည်းမပူရလမ်းမမှလည်းမရှိ ကားတိုက်မှာတော့မပူရအောင်၊ငွေကြိုက်မှာတော့ပူရတယ်တော့။လမ်းမမှာတော့မပူရအောင်၊လမ်းများမှာပဲပူရတာ။ကြောင်းတော့တဲ့လမ်းရွှေးမလား၊အိုင်ပတ်တဲ့လမ်းရွှေးမလား။လမ်းများနေပြီ။မိဘတွေကကြောင်းဖွင့်ရက်လည်းမပူမကျိုး၊ဆောင်းမပွဲရက်လည်းမကျိုးမပို့။ကလေးကကိုယ်ကိစ္စကိုတောင်းဝင်ယူ၊ဆောင်းမပွဲဖြေပြီးလွတ်လိုက်လို့မှကြောင်းဝင်တကာပိတ်ထားစရာမရှိ။လာကျူးမဲ့မိဘတွေရှောင်စရာမရှိ၊နှစ်ထီလွယ်အိတ်လေးလွယ်ခမောက်ကလေးဆောင် လေကွင်းတဲကနေဖုံတထောင်းတောင်းထပြီးတော့အိမ်ကိုပြန်ပြေးလာကြတာပါပဲ။ ကျုပ်ထင်တော့မျိုးကမိဘတွေကတဲတယ်လို့ထင်တယ်ဥပိသက်ခိုင် အေးလေကားအနေတွေရှိနေတော့မိဘတွေစိတ်ပူတာအဆိုးမဆိုးတာပါဘူးရင်းနဲ့တဲချတယ်မဟုတ်လားတဲချလို့ရွှေသွေးဒါပေမဲ့ကားပြန်ကြွားပြန်အစားပြန်အဝတ်ပြန်ရာရုကုန်တိမ်စီးစိမ်ချမ်းသာပြန်ရင်ဒင်းတို့ကြောင်းကျူပို့လောက်တာတချို့လက်ရှိမှာဗျဥပိသက်ခိုင်နော်ကျွန်တို့တို့ကြီးလက်မှာတော့အဲ့ဒါတွေနေဟိမှတပါတခြားမရှိဘူးပြိုင်စရာဆိုလို့အသားမဲတာဖြူတာပဲရှိတယ် ဒါပေမဲ့ကိုရက်ကိုဆက်နဲ့ဆိုတော့အထင်မသေးလိုက်ပါနဲ့ဥဖေသက်ကိုင်းအထင်မသေးလိုက်ပါနဲ့ကျွန်တော်တို့လူကြီးလက်ចောင်းကလေးတွေကနေနောက်အနာကက်မှာမြမပြည်ရဲ့ထိတ်တန့်အကျော်မော်ပညာရှင်တွေထွက်မလာနိုင်ဘူးလို့ခင်ဗျားညင်းနိုင်မလားကြိုးစားရင် ဖရဲတော်ဖြစ်သေးတာပဲဥဖေသက်ကိုင်းဗဒံများနိုင်ရင်နော်မာနစ်ပေမဲ့မညစ်ပါဘူးအချိန်တန်လို့ထင်ပေါ်တော့စင်တော်ကကောက်စမြေပဲမှောက်လာဗျဒီကနေ့ကြီးလက်စာတင်ចောင်းတွေကကလေးတွေဟာလဲနောက်တစ်ခေတ်မှာထူးချွန်တဲ့ပညာရှင်တွေဖြစ်မလာဘူးလို့ဘသူပြောနိုင်မလဲ မြို့ချောင်းနဲ့ရွာချောင်းရဲ့တဘာဝလေးကိုကျွန်တော်သုံးသပ်ပြတာပါဗျာဒါပေမဲ့အနစ်ချုံလိုက်တော့သူ့ရဲ့သူ့ဆက်ပေါ်ဗျာနော်ဥဖိသက်ခိုင်ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအပင်းနာဆက်နေတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်